ordinary person လို့ခေါ်တဲ့တာမန်လူတယောက်ကို extraordinary destination လို့ခေါ်တဲ့တာမန်ထက်ပိုပြီးတော့မှကောင်းတဲ့နေရာတခြားသူတွေနဲ့မတူတဲ့နေရာတခြားသူတွေထက်ပိုပြီးတော့မှ တော်တဲ့နေရာကို ခေါ်သွားဖို့အတွက်အကြောင်းအရာတစ်ခုရှိတယ်။ဒီနေ့အဲ့ဒီအကြောင်းအရာတစ်ခုအကြောင်းကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်။နော်အဲ့ဒီအကြောင်းအရာကဘာလဲဆိုတော့ကျွန်တော်တို့ hard time လို့ခေါ်ပါတယ်။ ခက်ခဲတဲ့အချိန်တွေကိုပြောတာပါအဲ့တော့ခက်ခဲတဲ့အချိန်တွေကတာမန်တို့တယောက်ကိုပိုကောင်းတဲ့နေရာတနေရာကိုကျွန်တော်တို့ပို့ပြီးတော့မှပေးပါတယ်ပို့ပေးပါတယ်ကြောင့်မို့ကျွန်တော်တို့က hard time လို့ခေါ်တဲ့အခက်ခဲတွေကြုံတွေ့လာပြီးအခက်ခဲတွေကြုံတွေ့တဲ့အချိန်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့စိတ်တွေလည်းမညစ်ပါနဲ့ဒေါသတွေလည်းမဖြစ်ပါနဲ့စိတ်တွေလည်းမဆိုးပါနဲ့အဲ့တော့ဘာခံယူရမှာလဲဆိုတော့ခက်ခဲတဲ့အချိန်တွေကြုံလာပြီဆိုလို့ရှိရင်အော်ငါ့ကိုပိုကောင်းတဲ့နေရာတနေရာ သူများတွေထက်ပိုထူးတဲ့နေရာကိုပို့ပေးတော့မှာပဲဆိုပြီးတော့မှခံယူပါကြော်ဖြစ်ပါအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းအရင်တုန်းကခက်ခဲတဲ့အချိန်တွေရောက်လာပြီဆိုလို့ရှိရင်ငါမှဘာကြောင့်ဒါမျိုးဖြစ်ရတာလဲဘာကြောင့်မလို့ဒီလိုဖြစ်တာလဲဘသူလောက်တာလဲဆိုပြီးတော့မှစိတ်တွေတိုးတယ်ဒေါသတွေဖြစ်တယ် complain တွေတက်တယ်တခြားသူတွေကိုရန်နေလိုက်ရှာတယ်နောက်တော့ခုနက concept တွေကိုကျွန်တော်ကြားလိုက်တဲ့အချိန်ခံစားလိုက်တဲ့အချိန်သိလိုက်တဲ့အချိန်မှာကျွန်တော် hard time ခက်ခဲတဲ့အချိန်တွေရောက်လာပြီဆိုလို့ရှိရင်အဲ့လိုပဲခံယူလိုက်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီခက်ခဲတွေကိုကျွန်တော်တို့အေးအေးချမ်းချမ်းငြိမ်ငြိမ်ချမ်းချမ်းပဲကျွန်တော်တို့ဖြတ်ကျော်သွားနိုင်တယ်เนาะအဲ့တော့ကျွန်တော်တို့ hard time လို့ခေါ်တဲ့ဒီခက်ခဲတဲ့အချိန်တွေရောက်လာပြီဆိုလို့ရှိရင်အဆင့်၃ဆင့်ကိုကျွန်တော်တို့သွားဖို့လိုတယ်အဲ့တော့နံပါတ်၁အဆင့်ဒီကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့က hard time ခက်ခဲတဲ့အချိန်တွေကိုကျွန်တော်တို့ကလက်ခံဖို့လိုတယ် เนาะအဲ့တော့ reality ကိုမြင်အောင်ကြည့်ဩငါဒီလိုခက်ခဲတဲ့ချိန်တွေကြုံတွေ့နေတာပါလားเนาะ reality ကိုဟိုမြင်အောင်ကြည့်ပါမြင်အောင်ကြည့်ပြီးတော့မှဘသူ့မှာ complain မတတ်နဲ့เนาะခက်ခဲတဲ့ချိန်တွေကြုံလာပြီဆိုလို့ရှိရင်ခုနကျွန်တော်ပြောတဲ့ခံယူချက်နဲ့ဖြတ်ကျော်နိုင်အောင်ပဲသွားရမှာအဲ့တော့ကျွန်တော်တို့အခြေအနေမှန်ကိုလက်ခံเนาะပြီးရင်ဒုတိယအဆင့်ကတော့ကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့ small step လို့ခေါ်တဲ့ကိုစလုံးလို့ရတဲ့အရာကိုကျွန်တော်တို့ကစဉ်းစားရမှာเนาะခက်ခဲတဲ့ချိန်တစ်ခုတော့ကျွန်တော်တို့ရောက်လာပြီရောက်လာပြီဖြစ်တဲ့အတွက် ဟုတ်ပြီအဲ့တော့ကိုထိန်းချိုးလို့ရတဲ့အရာတွေကဘာတွေလဲအဲ့တော့အဲ့ထိန်းချိုးလို့ရတဲ့အရာတွေတဲကမှစပြီးတော့မှအလိုလိုလိုရမယ် small step ကိုကျွန်တော်တို့ကစဉ်းစားရမှာအဲ့ small step ကိုစပြီးတော့မှရှောက်လန်းရမှာအဲ့တော့တတိယဆင်းရတော့ကျွန်တော်တို့ဘာလို့မှလဲဆိုတော့ positive sum နဲ့ surrounding เนาะ positive sum နဲ့လူတွေ positive sum နဲ့ဒီနေရာတစ်ခုမှာကျွန်တော်တို့ကနေပြီးတော့မှ positive sum နဲ့ mindset နဲ့ကျွန်တော်တို့သွားရမှာ တော့ boxing sand ရဲ့ mindset ဆိုတာကတို့ကိုကိုအပြစ်တင်တာမျိုးမလုပ်ဘူးကိုရဲ့အောင်မြင်မှုတွေကိုလုံးနိုင်ခဲ့တာတွေကိုပြန်ပြီးတော့မှမြင်အောင်ကြည်နိုင်တဲ့နေသားရှိရမယ်ဒီမြင်အောင်ပြောပြနိုင်တဲ့သူတွေရှိရမယ်ဒါကတို့ဘာလို့လဲလဲဆိုတော့ကိုရဲ့စိတ်ကို positive sand နဲ့နေရာမှာကျွန်တော်တို့ထားပြီးတော့မှနောက်တစ်ဆင့်တက်နိုင်အောင်ကျွန်တော်တို့ကကြိုးစားတာ ဒါကတော့ကျွန်တော်တို့အခက်ခဲတွေကြုံလာပြီဆိုလို့ရှိရင်မဖြစ်မနေကြော်လွားရမယ့်အဆင့်သုံးဆင့်ဖြစ်ပါတယ်။အဲ့တော့ဒီကြောင့်ဟောဒီကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေကအကျိုးစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ခုပြတ်ကျိုးစုံတွေရရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပြပါဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကိုညံလေးအောင်မှာမိင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။